မင်္ဂလာပါဒီတိရဲ့တာတာမီမီတို့ရေဒီနေ့တော့ဒီတိကဂျပန်ရိုးရာ ပုံမြင်လေးတစ်ပုဒ်ကိုရွေးချယ်ထားပြီးတော့ပုံမြင်လေးရဲ့နာမည်ကတော့ကြားတိုင်းတိခေါင်းစောတဲ့ဟိုးရှိရှိတုန်းကဂျပန်ပြည်မှာအဖိုးအိုကြီးတယောက်ရှိတယ်သူကတိတ်ကိုဆင်းရဲပေမဲ့အင်မတန်ရိုးသားတယ်တဲ့တနေ့တော့အဖိုးကြီးကဒဇောင်းတစ်ခုထဲမှာဖျားရှိကိုနေတော့ယာတိဥရုကပူအိုက်အိုက်ဖြစ်လာတာနဲ့အိမ်ငိုက်ပြီးလှဲချလိုက်တော့အိပ်ပျော်သွားပါလိမ့်ရောတဲ့အဲ့ဒီခါသူအိမ်မက်မက်တယ် နတ်ကြီးတပါးကသူ့ရှေ့မှာပေါ်လာပြီးတော့သူ့ကိုပြောတယ်။အဖိုးကြီးအသင်ကအလုပ်ကိုလည်းစူးစမ်းလုပ်တယ်။အင်မတန်လဲရိုးသားတယ်။ဒါကြောင့်အသင်ကိုစုတစ်ခုပေးမယ်။ဟောဒီယာခေါင်းစုပ်ကိုယူထားလိုက်ပါ။ခေါင်းစုပ်ကိုစွတ်လိုက်ရင်အသင်ကငှက်တီရဲ့မာကဒဘာသာစကားကိုနားလည်ပါလိမ့်မယ်။တစ်ပင်နေရဲ့မာကဒစကားကိုလည်းနားလည်လိမ့်မယ်တဲ့။ပြောပြောဆိုဆိုပဲနတ်ကြီးကကိုယောင်ပြောက်သွားပါလေရော။အဖိုးကြီးလည်းကျေးဇူးတင်စကားပြောမလို့လုပ်တော့မှ ိတ်ရာကနေလက်နိုးလာတယ်တဲ့နိုးလာတော့အံ့ဩစရာကောင်းတာကသူ့ပေါင်ပေါ်မှာအိမ်မက်ထဲမှာသူ့မြင်လိုက်တဲ့ခေါင်းဆုပ်အနီလေးကိုပုံရက်သားလေးတွေ့ရတာပဲအဖိုးကြီးကတိတ်ကိုဝမ်းတာသွားတာပေါ့ဒါနဲ့ပဲခေါင်းဆုပ်အနီလေးကိုသူ့ရဲ့အင်ဂျီထဲမှာထိုးထည့်ခဲ့လိုက်တယ်ပြီးတော့အိမ်ကိုပြန်လာခဲ့တာပေါ့အပြေးလွှားနဲ့အလောတကြီးပြန်လာတော့လမ်းမှာမောလာပါလေရောဒါနဲ့ပဲလမ်းဘေးကထင်းကျူပင်ကြီးအောက်ကိုဝင်ပြီးတော့နားလိုက်တယ်အဲ့ဒီချိန်မှာ ကြီးကန်းတစ်ကောင်က အရှိဘက်ကနေပြန်တန်းလာပြီးထင်းရှူခိုင်းမှာနားလိုက်တယ်။နောက်ခဏကြာတော့တခြားကြီးကန်းတစ်ကောင်လည်းအနောက်ဘက်ကနေပြန်လာပြီးထင်းရှူခိုင်းမှာနားပြန်နေ။ပြီးတော့ကြီးနှစ်ကောင်ကစကားလက်ဆုံးကြနေကြရောတဲ့။အဲ့ဒီခါမှာအဖိုးကြီးကအခန့်သေးလိုက်တာကွာ။ဟောဒီယာခေါင်းစုပ်အနီလေးကတကယ်ဟုတ်မဟုတ်ငါစမ်းကြည့်ရမယ်။ဆိုပြီးတော့ခေါင်းစုပ်လေးကိုထုတ်ယူပြီးခေါင်းမှာဆွတ်ထားလိုက်တယ်။ အဲ့ဒီခါကြီးရဲ့နှကောင်ပြောနေတဲ့မာကဒဘာသာစကားကိုသူအကုန်လုံးနားလည်နေတဲ့ကိုအနောက်ပိုင်းကြီးခမည်းနဲ့မတွေ့ရတာ တော်တော်ကြာသွားပြီသတင်းတူးလေးများပြောစရာမရှိဘူးလားအရှိရလာတဲ့ကြီးကမေးလိုက်တယ်အေးဗျကျုပ်တို့မတွေ့ရတာအတော်ကြာသွားပြီကိုသတင်းထွေထူးတော့မရှိပါဘူးအေးတခုတော့ရှိတယ်ဗျအနောက်ရွာတကြီးကမကျမ်းမာနေတာတော်တော်ကြာသွားပြီ။သူမကျမ်းမာတာကမွေးတကောင်ကသူ့ကိုချိန်စာတိုက်ထားလို့ဗျ။ တကြီးရစပက်ကြီးဆောက်တော့ထရန်ချားမှာမွေတကောင်ပိတ်မိသွားတယ်။အဲ့ဒီမွေကအပြင်ထွက်ချင်လို့တော့ပင်ပင်မန်းမန်းနဲ့ကျိုးစားနေရှာတယ်။ဒါပေမဲ့လည်းလူသားတွေကအခက်သားပဲဗျ။ဒါတွေကိုသူတို့နားမလဲကြဘူး။ခမရတို့အရှိရွာမှာရောဘာတွေများထူးထူးခြားခြားရှိနေလဲ။အဲ့လိုပြန်ပြီးမေးလိုက်တယ်။အေးကျုံမှလည်းပြောစရာခက်ဆင်ဆင်တရင်တစ်ခုရှိတယ်။ကျုံတို့ရွာကတကြီးရဲ့သမီးလေးကလည်းမမမကျန်းဖြစ်နေတာအတော်ကြာပြီဗျ။ တကြီးမရသူ့အိမ်မှာလက်ဖက်ရည်ဆောင်တစ်ခုတိုးချဲ့ပြီးစောက်တယ်။အဲ့ဒီအခါနတ်ထင်းမင်တပင်ကိုခုတ်လဲလိုက်တယ်ဗျာ။အဲ့ဒီနတ်ထင်းမင်အငုပ်ပုံမိုးရွာတဲ့အခါတဆက်မိတ်ကမိုးရည်တွေကြတာပေါ့။ဒီတော့တစားတစားနဲ့ဆွေးလိုက်လာတာပေါ့ဗျာ။တေတော့မတေသေးဘူးဗျ။ຫນွေອູ້ປောက်ລູອ້າຍຄັດລີ້ດີໂຕຖွက်ລະແດ່ຄາချက်ຊင်းຄົ້ບປິດໄລ່ປຽນຍໍອဲ့ດີດໍແນທင်းກົກໂຕຈີ້ຫະຊິນໂນວ່າແລກ້ອງກ້ອງບໍ່ຊິນຍະຕີດໍແລກ້ອງກ້ອງບໍ່ຕີຍະດີດໍໄສໂຕປີຈ െയി ງແຊດໍລະບໍ ဒါပေမဲ့လူသားတွေကအခက်သားပဲဗျ။ဒါမျိုးတွေသူတို့ဘယ်နားလဲလိမ့်မလို့ဗျ။အဲ့ဒီလိုပြန်ပြောတယ်။ဒါတွေကိုကြားလိုက်တော့အဖိုးကြီးကတိတ်ကိုပြောပြီးတော့အိမ်ကိုပြန်သွားတယ်။နောက်တနေ့ကျတော့အဖိုးကြီးကအနောက်ရွာကိုအရင်ဆုံးသွားလိုက်တယ်။တကြီးအိမ်ရှိကိုရောက်တော့ဘေးရင်ဆရာပြောဘေးရင်ဆရာဆိုပြီးတော့ဟစ်လိုက်တယ်။သူ့ရဲ့ဟစ်တံကိုကြားတော့တကြီးအိမ်ထဲကလူငယ်တယောက်ထွက်လာပြီးတော့ပြောဆရာကြီးကျွန်တော်တို့တကြီးမင်းယောဂါကိုနည်းနည်းတတ်တာလာအောင်လို့ သူ့ကျမ်းမာရေးအတွက်ဘေးဒင်းလေးပါလေးတွက်ပေးလို့ရမလားဗျ။ဘာတွေများမှားရင်းနေသလဲဆိုတာဆရာကြီးခေါ်ပြောပေးနိုင်မလား။အဲ့ဒီလိုလှမ်းခေါ်ပြီးမေးလိုက်တယ်။ဒီတော့အဖိုးကြီးကတကြီးအိမ်ထဲကိုဝင်သွားပြီးအခဲနဲ့ရတကြီးနားမှာထိုင်လိုက်တယ်။ထိုင်ရင်းနဲ့အိမ်ဒရေကြီးနဲ့တရားထိုင်သလိုညိန်နေပြီးခဏကြာတော့ပြောလိုက်တယ်။တလောတော့ကတကြီးမင်းကဇပတ်ကြီးတလုံးစောက်တယ်မဟုတ်လား။အဲ့ဒီစပန်းကြီးထရင်ကြားမှာမွေးတကောင်ပိတ်မိနေတယ်ဗျ။အဲ့ဒီမွေးကမသေးသေးဘူး။ ဒါပေမဲ့လည်းသူဟာအပြင်းလဲထွက်မရတာကြောင့်အင်မတန်ပင်ပင်မန်းမန်းနဲ့တုံးဝေးနေရရှာတယ်။သူ့ကိုလွှတ်လိုက်လို့ရှိရင်တကြီးမင်းနေပြန်ကောင်းသွားပါလိမ့်မယ်။အဲ့ဒီလိုဟောပေးလိုက်တယ်။အဲ့ဒီခါမှာတကြီးလည်းလက်သမားတယောက်ကိုခေါ်၊မွေကိုလွှတ်ပေးဖို့အတွက်ခိုင်းလိုက်တယ်။လက်သမားလည်းထရံကိုခွာလိုက်တော့ထရံချားမှာမွေပိန်ကလေးတစ်ကောင်မျော့မျော့လေးသွားတွေ့ရတယ်။အဲ့ဒါနဲ့မွေကိုလွှတ်လိုက်တယ်ဆိုရင်ပဲမကြခင်မှာတကြီးကချက်ချင်းပဲပြန်လဲကျမ်းမာလာတယ်တဲ့။ ဒါကြောင့်ကျေးဇူးတင်လို့တော့တကြီးကအဖိုးကြီးကိုပတ်စံနေအများကြီးပေးလိုက်တယ်။နောက်တနေ့ကျတော့လဲအဖိုးကြီးကအရှိရွာကိုသွားလိုက်ပြန်တယ်။တကြီးအိမ်ရှိရောက်တော့အရင်တစ်ခါလိုပဲဟစ်လိုက်ပြန်တယ်။ဘေးဒင်းဆရာပြောဘေးဒင်းဆရာဘေးဒင်းဆရာကြီးလာပါအောင်ဗျ။ကျုပ်သမီးလေးနေမကောင်းဖြစ်နေလို့သူ့ကျမ်းမာရေးအတွက်ကြည့်ပြီးဟောပေးစမ်းမှာ။တကြီးကပြောလိုက်တယ်။အဲ့ဒီညမှာပဲအဖိုးကြီးကလက်ဖက်ရည်ဆောင်မှာတဲခိုတယ်။တကောင်ချိန်လောက်ရောက်တော့လေမတိုက်ပဲတိတ်ရွတ်လှုပ်တဲ့ဟူကြားရတယ်။ ဒီတော့ခေါင်းစွပ်အနီလေးကိုထုတ်ယူပြီးခေါင်းမှာဆွတ်လိုက်တယ်။ခြံထဲမှာတစ်ပင်နေစကားပြောကြတဲ့မာဂဒဘာသာစကားကိုကြားရတယ်တဲ့။တောင်ထင်းရှုပင်ကြီးကနတ်ထင်းပင်ငုတ်တူကိုလှမ်းမိလိုက်တယ်။ပြို့ကိုနတ်ထင်းကြီးဒီနေ့နေရထိုင်ရတာတတ်တာရဲ့လားဗျ။ဒီຫນွေဥပောက်မှာတော့ကောင်းတာတစ်ခုခုဖြစ်လာလိမ့်မယ်လို့ကြုံမျှော်လင့်ပါတယ်ဗျ။စူးစားပြီးအားတင်းပြီးနေပါအောင်ဗျ။အဲ့ဒီနောက်ဝတ်တိချပင်ကြီးကလည်းနတ်ထင်းပင်ကြီးကိုစကားပြောပြန်တယ်။ ဲ့လိုပဲအနီးနားမှာရှိတဲ့တစ်ပင်နေအားလုံးကအားပြီးစကားပြောကြတယ်တစ်ပင်နေပြောသည်များမာကဒစကားကိုကောင်းစွအနီဆွတ်ထားတဲ့အဖိုးကြီးကအကုန်ကြားပြီးနားလည်နေတာပေါ့မနဲ့မိုးလင်းတော့အဖိုးအိုကြီးကတကြီးအိမ်သူအိမ်သားတွေကိုပြောလိုက်တယ်လက်ဖက်ရည်ဆောင်နာကနှက်ထင်းပင်ငုတ်တူကြီးကိုတူးပြီးတခြားနေရာလို့တစ်ခုမှသွားဆိုင်ပေးလိုက်ပါအဲ့လိုဆိုင်လိုက်ရင်တကြီးသမီးလေးလည်းမကြာခင်နေကောင်းသွားပါပါအဲ့လိုပြောလိုက်တယ် ပြောတဲ့အတိုင်းလှုပ်လိုက်ပြီးမကြခင်မှာပဲတကြီးသမီးလေးကနေကောင်းသွားပြီးတော့ချက်ချင်းပဲလန်းလန်းဆန်းဆန်းပြန်ဖြစ်လာတယ်။ဒီတော့တကြီးမင်းကအဖိုးကြီးကို စုရီလက်တီအများကြီးပေးလိုက်တယ်။ဒီလိုနဲ့ပဲအဖိုးကြီးကသူ့ဘဝရဲ့ကြံရှိနေတဲ့တက်တန်းတစ်လျှောက်မှာခေါင်းဆုအနီလေးရဲ့ကျေးဇူးကြောင့်တတိယဆန်လေးတွေအပင်လေးတွေရဲ့ဘာသာစကားတွေကိုနားလည်ပြီးဘေးရင်ဟောစားလိုက်ဆေးလေးကုပေးလိုက်နဲ့ပဲတသက်အလုံးချမ်းချမ်းသာသာ နေထိုင်သွားနိုင်တော့တာပေါ့ကွယ်။ ကဲတသားမိမိတို့ရေပုံမြင်လေးရတော့ဒီနေရာမှာပဲပြီးဆုံးပြီမို့တီတီကဒီနေ့မှာတော့ဒီလောက်နဲ့ပဲရန်နာပြီးနောက်နေ့ကျမှတသားမိမိတို့အတွက်ပုံမကောင်းမွန်တဲ့ပုံမြင်လေးတွေနဲ့အတူပြန်လာခဲ့မယ်နော်